ဒီဗီဒီယိုထဲမှာစာပြနေတာတော့တရုတ်ပြည်ဟိုင်နမ်မှာနာမည်အရင်ကြီးတဲ့အုံဒီကျွတ်တွေကောင်းမကောင်းဆန်းစားကြည့်ရအောင်နော်။ဒီစီလေးရောက်လာပိုင်းပြီးတော့ဒါလေးကတော့ဟိုင်နမ်နေဒါရိုက်ဝင်လာတဲ့ဟာလေးပေါ့နော် Aspire Day QR Code Barcode အစပါပါတယ်ရှင်။ဒါဆိုရင်တော့အထဲမှာဘယ်လိုမျိုးဖြစ်နေမလဲဖောက်ကြည့်လိုက်ရအောင်နော်။စာဖောက်ကလေးကအုံဒီအနက်လေးကတအားကိုမွေးတယ်ရှင်။ဒါလေးကတော့သင်ဝယ်ထားတာဗတ်တရကျော်ပေါ့နော်၁၇ဒုံလောက်တော့ပါပါတယ်ရှင်။အနက်ကတော့လေးတော်တော်လေးကိုမွေးတာ။ဒါဆိုရင်တော့အတန်လေးနားထောင်ပြီးအနီးကကြည့်လိုက်ရအောင်နော်။ဟူး ံဒီကြိုက်တဲ့သူအတွက်ဆိုရင်တော့အနက်လေးကတော်တော်လေးမွေးပြီးတော့အုံတော်တွေရသွားသလိုပေါ့နော်ဒါပေမဲ့အုံဒီမကြိုက်တဲ့သူအတွက်ဆိုရင်တော့အနက်လေးကမွေးလွန်အားကြီးပြီးတော့နည်းနည်းပြင်းသလိုတော့ဖြစ်မယ်ဒီအပေါ်ရန်နဲ့အိုင်စင်တကြားမုတ်လေးလည်းဖြူလာသေးတယ်အဲ့ဒါဆိုရင်တော့စမြည်ကြည့်လိုက်ရအောင်နော်ပထမတလောက်ကိုက်လိုက်တာနဲ့တင်ကိုလေအရတာကတော့ချိုပြီးတော့လေကျွတ်ကျွတ်လေးနဲ့ချွတ်ချွတ်အေးအေးလေးအဲ့လိုမျိုးဖြစ်တယ်ချိုဝိုင်းဝိုင်းနဲ့စိတ်လာတယ်อืมအဲ့တော့ ဝါလိုက်တဲ့ချိန်မှာလေအုံးရည်ကိုတောင်းနေရတလို့လို့အုံးဒီအစစ်စစ်ပေါ့နော်တကယ်လမ်းဒါလည်းအုံးဒီအစစ်ပဲအုံးဒီလက်လက်ဆက်ဆက်ထိုင်ဝါနေရတလို့မျိုးခံစားချက်ဒါမှပို့ပြီးတော့ချိုတယ်อืมဆိုမဆိုဆိုမဆိုအချိုကြိုက်တဲ့သူအုံးဒီကြိုက်တဲ့သူအတွက်ဆိုအရန်အဆင်ပြေတာဟိုသူ့ချိုတဲ့ပုံစံကလည်း ဒီကိုစာဘူးနေကြဒီဖယုံဖယုံယိုလာအဲ့လိုမျိုးတွေနဲ့မတူဘူးနော်အဲ့လိုမျိုးအရန်ချွတ်ချွတ်ရဲမို့သူ့ရဲ့အုံဒီစစ်စစ်အရသာမှချို့နေတာအဲ့လိုမျိုးอืมအပြင်ကကျွတ်တယ်ဒီအသွင်ရတယ်ဒီအုံဒီရဘယ်လိုမျိုးပြောမလဲအဆိုတက်လာအဆိုတက်အိအိလေးရရှိနေသေးလားอืม စားကြရတဲ့လောက်လေအုံဒီအနှုမဟုတ်ဘောနော်အုံဒီအရင်ကိုအကျွတ်လေးလှုပ်ထားတာဒါပေမဲ့မာမနေဘူးအစာအရန်မာမယ်လို့ထင်ခဲ့တာဘောနော်ဘာလို့လဲအတန်မနာထောင်ချက်အဲ့လိုမျိုးအရန်မာမယ်လို့ထင်တော့တကယ်တော့ဝါးတဲ့ခါကျအရန်မမာပါอืม ပြင်ကကျွတ်ပြီးတော့အသွင်းသားကတင်းတင်းကြွတ်ကြွတ်လေးနဲ့အဆိုဓာတ်ထိုင်ထားလိုက်မစိုးဘောနော်မမွေးလေးနဲ့စားလို့ကောင်းတယ်ရက်ဝက်အဲ့လိုမျိုးဖြစ်နေတာမာလို့မဟုတ်ဘူးနော်ကျွတ်လို့ရုပ်ပြီးဟိုင်နန်ထိဘောနော်သွားစရာမလိုတော့ပုံမှန်ဆိုရင်ဒါလေကဟိုင်နန်မှနာမည်ကြီးတဲ့ဟာလေဘောနော်တချို့လူတို့ဟိုင်နန်ရောက်ပြီးဆိုရင်ဒီအုံဒီအကျိုးကစားဖို့စားရမှာအခုကတော့တရုတ်ပြည်ထိသွားစရာမလိုထိုင်းမှာလည်းဝယ်စားလို့ရနေတယ်อืม မစားခင်တော့ကတော့ပုံမှန်အုံဒီအရသာလောက်ပဲတွေးထားတော့ပေါ့နော်တကယ်တမ်းစာကြည့်မှပဲလုံးဝအချိန်ရက်မရတော့โอเคဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲပေါ့နော်အခုကသစဉ်ကတော့ဟိုင်နန်ကအုံဒီအကျွတ်လေးတွေစားပြလိုက်ပေါ့နော်အုံဒီကြိုက်တဲ့သူတွေ့ဆိုရင်လေလုံးဝ100%ပေါ့နော်ကြိုက်စီရမယ်တကယ်လို့အုံဒီမကြိုက်တဲ့သူတွေ့ဆိုရင်50 50လောက်ပဲဆိုစားလို့အဆင်ပြေတာโอเคဒီစင်ဗီဒီယိုလေးကိုအဆုံးထိချစ်ပြကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်းနောက်ကြဲမှာဒီသင်ကဗာလေးတွေစားပြရဗာလေးတွေချက်ပြဆန်ပြမယ်လို့ဆိုတာကြည့်ရှုအားပြပါအောင်နော်အားလုံးနဲ့ဆက်လိုက်ပါတတ